အခုဆိုလည်းဘာပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှိရင်ဟိုယောက်ျားလေးဆိုလည်းဆက်ခွန်ဆက်ရှယ်ဟဲ့လားမိန်းကလေးဆိုဆက်ခွန်ဆက်ရှယ်အရွယ်လေးတွေအရွယ်ကောင်းလေးတွေလေပြီးတော့အခါကျတော့အာညွတ်တူလူတက်နေရမယ်လူငယ်လေးတွေဆိုတဲ့အခါကျတော့အခုလိုမျိုးပျက်စီးရပျက်စီးချောင်းအာဆေးမှုပဲဖြစ်ဖြစ်လူတက်မှုပဲဖြစ်ဖြစ်ဟဲ့လားဟိုထောင်ချသွားတာပဲဖြစ်ဖြစ်ဟဲ့လားအဲ့လိုမျိုးမိန်းကလေးဆိုလည်းပျက်စီးသွားရင် ပြည့်ရတဲ့အခါကျတော့ကိုညီမလေးတွေပဲကိုသားသမီးလေးတွေပဲဆိုပြီးကိုချင်းစားတယ်အဓိကကတော့အမပြောရလေခစ်တေကတော့ခစ် ခေတ်တည်းကတော့တိုးတက်နေမှာပဲအများတန်းခေတ်ဆန္ဒကောင်းနေခေတ်လွန်တာမကောင်းဘူး ဇလန်လဲလေးကိုတော့အမမျက်စံနေဆိုတဲ့ကာရက်တာလေးကိုသဘောကျလို့လက်ခံရိုက်ဖို့ဖြစ်တာပါဒီမျက်စံနေကာရက်တာလေးကိုယုံကြည်ကြည်နဲ့လာရောက်၅ရက်နဲ့ဒါမဟာ application နဲ့ဒါအောင်တိရွေးချင်းထုတ်လို့ရရဒေါက်တာကျော်ကျော်ဦးနဲ့ကိုအောင်ကိုပေါ့နောက်မမင်းပုံပေါ့သူတို့ကနေပြီးမျက်စံနေကာကာရက်တာလေးကိုပေးတဲ့အခါမှာအမသဘောကျတယ်အမကလည်းတစ်ခါမှသိပ်မလို့ဘူးဘာဖြစ်လဲလဲဆိုတော့ဒီမျက်စံနေကတနာစရာသိကောင်းတဲ့အမျိုးသမီးပေါ့အပြင်ပိုင်းကြည့်လိုက်လို့ရှိရင်တော့ခက်ထက်မှကြောပေမဲ့တကယ်ကိုတနာဖို့ကောင်းတဲ့မိန်းကလေးတယောက်နေဖြစ်တဲ့အတွက်ကြောင့်မှလက်ခံမရက်ကူဖြစ်တာပါဘာဖြစ်တာလဲ ပြောဘူးလားယမောင်မမနာမှာအမြဲတတလုံးတစ္ဆာရှိရှိချင်းနေမယ်နော်ရမတ်ဆိုတာကတော့လူချင်းတတ်မှတ်မှုတွေတိတ်များတဲ့အဲကရေဟွာပေါ့နော်အနန်းစားပေါ့အော်ဒီအိမ်ထဲမှာရှိတဲ့အိမ်သူအိမ်သားတွေအကုန်လုံးကကရက်တာတွေတယောက်ချင်းစီတိုင်းဟာသူ့ရမတ်နဲ့သူတက်နေကြတာလေငွေရမတ်တက်မယ်အချစ်ရမတ်တက်မယ် ဟလာအဲ့လိုမျိုးပေါ့ဟောအဲ့လိုရမတ်တွေအကုန်လုံးတက်နေကြတဲ့လူတယောက်ချင်းနဲ့အမတို့အပြင်မှာဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာလည်းအကုန်လုံးရမတ်တွေရှိကြတယ်။ဘာရမတ်တွေလဲဆိုတော့ဟောဘယ်လိုပြောမလဲလူတိုင်းရဲ့အကြိုက်ပေါ့ကိုလိုချင်ဆုံးဟာအတွက်လူတွေကစ조사ကြတာကြီးပဲ။ကောင်းတဲ့ရမတ်ရှိတယ်လို့မကောင်းတဲ့ရမတ်ရှိတယ်။အဲဒါမျိုးတွေပေါ့။အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီအိမ်မှာရှိတဲ့လူတွေအကုန်လုံးကရမတ်တွေဖုံးလွှမ်းနေကြတယ်။အမောင်တွေဖုံးလွှမ်းနေကြတယ်ဆိုတော့ဟာမျိုးရိုက်ကူးပေးထားအောင်။လူတယောက်အကျင့်ပြက်တစ္ဆာဖောက်တယ်ဆိုတာ။ သူ့ရဲ့အတွင်းစိတ်ဗီဇနဲ့ပဲဆက်အဓိကတော့လေသားသမီးအကြီးရဲ့အငယ်မှမဟုတ်ဘူးသူများတွေဆိုလို့ရှိရင်အလက်ကတိတ်မကောင်းပြောကြတယ်အလက်လည်းကောင်းကျင်ရင်ကောင်းတာပဲအကြီးလည်းကောင်းကျင်ကောင်းတာပဲငယ်လည်းကောင်းကျင်သူ့ဗီဇနဲ့သူပဲဆိုင်တာပေါ့နော်ဒီကားမှာတော့မမကြီးဆိုပြီးတော့အမဒီကားမှာမမကြီးကိုကျော်ထက်အောင်ကြတော့ကိုကိုကြီးဆိုပြီးခေါ်ကြတယ်အဲ့မှာအဲ့ရနေပြောဟိုအပြစ်မှလည်းမမကြီးကိုကိုကြီးဖြစ်သွားကြအကုန်လုံးခေါ်လို့ရှိရင်အဲ့လိုမျိုးပေါ့အာသမီးအကြီးဆုံးတယောက်နေနေကအကုန်လုံးတော့ကောင်းစေချင်တာအကြီးတွေကဒီတိုင်းပဲဒါပေမဲ့ချုပ်မိသားစုမှာလည်းအကြီး ေဆိုတာရှိပါတယ်။အငယ်နေလိမ္မာတာတွေလည်းရှိကြတာပဲ။အဓိကကတော့ကိုယ့်ရဲ့စိတ်ပုံမှန်ပဲမူတည်ပါတယ်။ ုခေတ်မှာအကုန်လုံးကဟိုလူချင်းစရာတွေပဲလေဒါပေမဲ့လူတွေအကုန်လုံးကဟိုကိုယ့်ရဲ့ဝင်ငွေထောက်ငွေကိုမသိပဲနဲ့ကိုလိုကိုရင်ရထိုက်တာထက်ပို့ပြီးလူချင်းကြတယ်ရတင်တာထက်ပို့ပြီးလူချင်းကြတယ်လောဘရမတ်တွေရှိတဲ့အတွက်ကြောင့်မလို့အလွယ်လန်းနေကိုလိုက်ကြတယ်အဲဒါကြောင့်မလို့အော်အခုခင်မှာပြည့်စည်တာတွေကများကြတာလေအမားတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လေသူ့အသက်အရွယ်နဲ့သူဖုန်းကင်ကျင်တယ်ဒါပေမဲ့ဖုန်းကလည်း အဲလုပ်ငန်းတခုပေါ်ရောက်လာတော့မှဖုန်းကိုကင်တဲ့နေ။ဒါပေမဲ့အခုခေတ်မှာဆိုရင်ငငယ်လေးတွေက96တန်းကလေးကဖုန်းတွေကကင်လာကြပြီ။ဒါပေမဲ့ကင်ကင်လာကြပြီဆိုတဲ့အချိန်မှာဝယ်ပေးနိုင်တဲ့အတိုင်းဝိုင်းဆိုရင်တော့ကင်တဲ့တာပေါ့နော်။ဝယ်နိုင်တဲ့အတိုင်းဝိုင်းတခုကဒီဖုန်းကိုကင်ဥပမာပြောပြတာပေါ့ဖုန်းတစ်လုံးကိုကင်ချင်တယ်ဆိုရင်ဘာမှလည်းပတ်စံအဲ့တော့ဒီဒီဖုန်းကိုအရန်ကင်ချင်တာဖြစ်တဲ့အတွက် ဒီပတ်စံကိုလွယ်လွယ်နဲ့ရတဲ့နီးလန်းနေရာနေရှာကြတယ်။အဲ့တော့လိုချင်တဲ့ပစ္စည်းကိုရအောင်ဝယ်ကြတယ်။ဆိုတော့အဲ့လိုမျိုးတွေပေါ့အဓိကမိဘတွေနေနေရလဲတာသမီတွေကိုလိုချင်တတ်မှတ်မှုအဓိကကတော့မရှိအောင်ဖုန်းရမှာမဟုတ်ဘူး။ဒါပေမဲ့အလှမင်းကလေးဆိုအလှအပါနေပစ္စည်းချာရှိရင်သူများဝှစ်ချင်တယ်လို့စားချင်တယ်လို့ဝှစ်ချင်တယ်စားချင်တယ်အဲဒါမျိုးကြီးအကြောင်းပစ္စည်းတာတွေရှိကြတယ်။အဲ့တော့အဓိကကတော့အလိုရမှတ်နေပြီးတော့ကိုယ့်ရဲ့ ဘဝဟိုကိုတိဖို့ပဲအရေးကြီးတာပေါ့ခဏရဖိတ်ခေါ်တာပေါ့ကိုမရနိုင်သေးတဲ့ဟာကိုကိုယ့်ရဲ့လုံလီကိုင်းနဲ့ပဲစူးစမ်းတင်တယ်လေအလွယ်ရမယ့်နီးလန်းနေနဲ့စူးစမ်းတဲ့အခါကျတော့မြ мян တော့ရတယ်ဒါပေမဲ့နီးမှန်နှမ်းမဟုတ်ဘူးပေါ့အဲ့လိုမျိုးတွေရှိတယ်အမားတို့ငငယ်တော့ဆိုအဲ့အကြောင်းလေဘောကန်ချင်တယ်ဆိုရင်အမားတို့အတော်တွေမီဒီယာပေးမကင်အဲလုပ်ငန်းတစ်ခုပေါ့မင်းသမီးစလုပ်တယ်မှာဖုန်းကိုပေးကင်တယ်ဒါပေမဲ့အဲ့ဖုန်းတော့မှာအမားတို့အဲ့ချင်းတော့လိုဆက်လူလာတွေမဟုတ်သေးဘူးချင်းဖုန်းတော့ဘာလို့တွေလေအဲ့လိုမျိုးလေးတွေခက်စားနေတဲ့အချိန်မှာမကင်နိုင်ဘူးဒါပေမဲ့အဲ့လိုအချိန်မှာ ဟိုဘယ်လိုပြောရမလဲဟို တခုခုပေါ့ဥမာဆယ်တန်းအောင်မိရပဲဖြစ်ဖြစ်တခုခုလူကြီးတွေကအဲ့လိုမျိုးပေါ့အခုမလည်းမသားသမီးတွေကိုဒီတိုင်းပဲဒါရရင်ဒါစူးစမ်းပြီးရင်ဒါပေးမယ်ဆိုတဲ့စိတ်မျိုးလေးနဲ့ပေါ့အဲ့လိုမျိုးလေးနဲ့လှုပ်ပေးထားတဲ့အခါကျတော့လွယ်လွယ်နဲ့မယူဘူးပေါ့လွယ်လွယ်နဲ့လိုက်ရင်တော့အကောင်တော့တော့လမ်းမရောက်ပါဘူးအခုဆိုလည်းဘာပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှိရင်ဟိုယောက်ျားလေးဆိုလည်းဆက်ခွန်ဆက်ရှယ်ဟလာမိန်းကလေးဆိုဆက်ခွန်ဆက်ရှယ်အရွယ်လေးတွေအရွယ်ကောင်းလေးတွေလေပြီးတော့အခါကျတော့အာအညွတ်တူလူလူတက်နေရမယ်လူငယ်လေးတွေဆိုတဲ့အခါကျတော့အခုလိုမျိုးပျက်စီးရပျက်စီးချောင်းအော် အစေးမှုပဲဖြစ်ဖြစ်လူတက်မှုပဲဖြစ်ဖြစ်အဲ့လားဟိုထောင်းချသွားတာပဲဖြစ်ဖြစ်ဟလာအဲ့လိုမျိုးမိန်းကလေးဆိုလည်းပျက်စီးသွားရင်ပြည့်ရတဲ့ခါကျတော့ကိုညီမလေးတွေပဲကိုသားသမီးလေးတွေပဲဆိုပြီးပူချင်းစားတယ်အဓိကကတော့အမပြောရလေခစ်တေကတော့ခစ်ခစ်တေကတော့တိုးတက်နေမှာပဲအများတဲ့ခစ်ဆန္ဒကောင်းနေခစ်လွန်တာမကောင်းဘောနော်အမတို့တွေလည်းဒီလိုပဲခစ်ရည်စည်းချောင်းလိုက်လိုက်ရတာ item ပဲဖြစ်ဖြစ်ဟိုနောက်ဒိတ်မအောက်သွားအောင်ခစ်ကိုလိုက်ပြီးတော့အပြင်စင်းရစား ပြင်ဆင်ရတာပဲဒါပေမဲ့ခင်အရင်မဆန်အောင်တော့ကိုကိုကိုအများနဲ့ထိန်းရတာပေါ့ဘယ်အဲ့ဒါလူငယ်တွေကလူငယ်တွေအဲ့အကြောင်းပြောရရင်လွတ်လပ်လွတ်လပ်တာပေါ့လွတ်လပ်ခြင်းလွတ်လပ်တယ်ဆိုတာလည်းအမားတို့ကအကုန်လုံးကအထင်းကုန်လေးနဲ့နေတာကောင်းတယ်ဟိုပကံအောင်မှအရင်အထင်းကုန်မရှိရင်ရေခတ်လို့ရှိရင် ကြသေးတာဘာပဲဖြစ်အထင်းကုတ်လေးနဲ့လေဘကံမှာဆိုအခုရေတောက်မယ်ဆိုပုံမှာအနာတက်လေးနဲ့အထင်းကုတ်ပါတယ်ရေခွက်ဆိုလည်းအထင်းကုတ်ပါအထင်းကုတ်မရှိရင်အကုန်လုံးဘယ်မှမလာချွတ်ကုန်ပါဘူးမဟုတ်လားဘယ်ရမဆိုအထင်းကုတ်လေးနဲ့နေတာကောင်းပါတယ်လွတ်လပ်တယ်ဆိုမှလည်းကိုယ်စိတ်ကိုအထင်းကုတ်နိုင်တာအကောင်းဆုံးပဲကိုယ်စိတ်ကိုမှမထင်းကုတ်နိုင်ရင်အပျော်ဆိုတာကတော့ပျော်တဲ့ဘက်ကနေအပြတ်ဖြစ်သွားမယ်ကြားသွားမလားဘာသွားမလားဘာပဲကောင်းမှာမဟုတ်လားဒါပေမဲ့ဟော အမြဲတမ်းပဲရမှာဆိုထိန်းခွန်တန်နေတာကောင်းတယ်အဲဒါကြောင့်မမလို့ဆိုလဲအမြဲတမ်းဘာလို့အဋိဌာန်နေဝင်လဲကိုကိုကို control ပြန်လုပ်တယ်အဋိဌာန်လေးနဲ့ဆိုရင်ကိုကိုစိတ်ကိုပြန်ပြီးတော့ control လုပ်တာပေါ့ပြီးတော့ကုတူလည်းရတာပေါ့ဇလန်းတွဲရင်ဆိုလို့ရှိရင်လည်းအခုပေါ့နော်ဒါအခုရမက်စင်းလေးရိုက်ထားတဲ့အခါမှာအပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်